ားလုံးပဲမင်္ဂလာပါ LK Channel ကနေကြိုဆိုပါရခင်ဗျာထိုင်းနိုင်ငံရဲ့ကြီးမှု Channel နဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းပါတယ်နောက်ဆုံးရအချက်အလက်တွေကိုကြည့်ချင်းအားဖြင့်တကယ်ပဲရည်ကြီးမှုအခြေအနေရာတည်ငြိမ်တော့မယ်လို့ပြောရမှာပါအရင်တုန်းကကျွန်တော်ပြောခဲ့သလိုပဲထိုင်းနိုင်ငံရဲ့အကြီးဆုံးရေကာတာဆိုလို့ရှိရင်တစ်စက္ကန့်ကို9မီတာ2800ထုတ်လွှတ်ရာကနေပြီးတော့ယခုအခါမှာရေလွတ်နှုန်းအခြေအနေဟာထိ ंछ ုတ်သွားနိုင်ပြီလို့လည်းသိရပါတယ် ထိုင်းနိုင်ငံရဲ့တာဝန်ရှိသူတွေကရေလွတ်နှုံးကိုထတ်တိုးတော့မယ်မဟုတ်ဘူးလို့လည်းပြောကြားလိုက်တဲ့အတွက်ကြောင့်မလို့မြောက်အောက်ပိုင်းဒေသတွေကိုလည်းရေထတ်တိုးမဲ့အနေအထားနေရောနေသွားပြီလို့လည်းယူဆလို့ရပါတယ်။မနေ့ကညနေပိုင်းကဖြစ်ခဲ့တဲ့စင်မူလီမှာရေကားတာအနေငယ်ကျိုးသွားခဲ့တာတွေကိုထိုင်းစစ်သားတွေနဲ့ဒေသခံပြည်သူတွေကအမြန်ဆုံးဝိုင်းဝန်းကူညီထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းကိုလည်းကြားရပါတယ်။ အခုလိုအများဆုံးထိန်းချုပ်နိုင်ခဲ့တာတွေကြောင့်အစိုးရဆုံးရေလွှမ်းမှုမှုခံနေရတဲ့အယုဒ္ဓယာအပါအဝင်အခြားဒေသတွေကိုလည်းရေဟာတဖြည်းဖြည်းလျော့နေလာတော့မယ်လို့ပြောလို့ရပါတယ်။နိုဝင်ဘာလအကုန်ပိုင်းလောက်ဆိုရင်တော့အခြေအနေတွေကပြန်လည်ကောင်းမွန်မယ်လို့လည်းမျှော်လင့်ရပါတယ်။ဒါကြောင့်မလို့လွန်ကျွကျစိတ်မပူပဲထိုင်းအာဏာပိုင်တွေရဲ့တရားဝင်သတိပေးချက်တွေကိုလည်းနားထောင်ပြီးကိုယ်နည်းစက်ရအောင်ပဲတတိထားဖို့လိုအပ်ပါတယ်။ဒီလိုသတင်းတွေကိုမျှဝေဖို့အတွက် ကျွန်တော်ရဲ့ channel လေးကို like and follow subscribe လုပ်ဖို့မမေ့ကြပါနဲ့ဘူးเนาะကျေးဇူးတင်ပါတယ်ခင်ဗျာ